main character မှာ interview ရင်ဘာတွေမေးတတ်တယ်လဲပေါ့နော် main character လို့နေရာမျိုးကကြတော့ MVP အတွက်ဆိုရင် MVP အားလုံးကိုဒါနားလည်ပြီးတော့သိဖို့လိုအပ်တယ် management လုပ်တဲ့ coordination လုပ်တဲ့ဒါကြောင့်မလို့ MVP moderate အားလုံးကို moderate ဆွဲခိုင်းသလားဆိုပြီးတော့မအားတို့ကျွန်မျိုးလာပြီးတော့မေးထားကြတာရှိတယ်ဆိုတော့အာဒီ question အတွက်ကအမဖြေမယ်ဆိုရင်အမဖြေလိုက်တဲ့အဖြေကလည်း လုံလောက်ချင်မှလုံလောက်မယ်။ဘာကြောင့်လဲဆိုတော့မတို့ interview တဲ့သူတွေမှာသူ့ရဲ့လိုအပ်ချက်တွေရှိတယ်။သူ့လိုအပ်ချက်ပေါ်အခြေခံပြီးတော့မှဒီ interview တဲ့အချိန်မျိုးကြရင်သူ့ရဲ့ question လေးတွေကခွာသွားမှာပဲလीနော်။ဆိုတော့မတို့လလမ်းမိသလောက်လေးကိုနားထောင်ကြည့်သွားရအောင်နော်။အဲ့တော့ဒီ video file နားထောင်နေသူဟာမတို့ဒီ rubric ကိုတိုင်းနာတစ်ခုလောက်ဒီနားလည်ပြီးသားသူဆိုရင်တော့မမပြောပြတဲ့အကြောင်းအရာလေးတွေကိုအာပို့ပြီးတော့နားလည်နိုင်မယ်။ ဟုတ်နော်နားလည်လိမ့်မယ်အာ okay ကျွန်တော်တို့ဒီ rabbit ကိုခုမှစပြီးတော့လည်လာနေရတဲ့သူတို့အတွက်ဆိုရင်လည်းဒီခါလေးကြာရင်ဘာပြောလို့ပြောမှန်းမသိဖြစ်နေနိုင်တယ် okay နော်ဆိုတော့ rabbit အတိုင်းအတာတစ်ခုလုံးဒီတက်ပြီးမှရပါမယ်လို့နော် okay ပထမဆုံးတစ်ခုကကြတော့မှဒီမှာ list လုပ်ထားတယ်နော်ဟိုပြောစရာတွေကတော့အများကြီးပဲဒါပေမဲ့ကြံခဲ့မှာဆိုတဲ့အတွက်ကြောင့်မလို့လလမ်းမိတဲ့လောက်လေးကိုတော့မကြံခဲ့အောင်ဟို list လေးတစ်ချက်လုပ်ထားပြီးပထမဆုံးခါကြတော့အဲ့တော့ဘာလဲဆိုတော့ဒူးရီပုံပေးတယ်ဒူးရီပုံ AutoCAD လေးပေးပြီးတော့မှာ 3D အာဆွဲခိုင်းတယ်ဥမာအာ Autodesk ကနေပေးတဲ့ assistant deformatory template file ကိုယူပြီးတော့မတို့ဒီတိုင်း8 8 file ထဲမှာကောက်ကိုဆွဲနော်ဘာဒီ default ပါတဲ့ family တွေပဲကောက်ကိုကျက်တူယူသုံးဆိုပြီးတော့မှကိုအဲ့လိုမျိုးဆွဲခိုင်းတာမျိုးရှိတယ် modeling test လုပ်တာတော့မှန်တယ်ဒုတိယပုံကိုကြည့်ပြီးတော့ဒုတိယပုံကိုနားလဲသလားကြည့်ပြီးတော့မှ 3D ကိုဘယ်လောက်ထိမှန်ကန်အောင်ပြောင်းနိုင်သလဲ နံပါတ်၄ချက်အဲ့ဒါကိုသူစစ်တယ်လို့မှယူဆတယ်နော်ဒါမျိုးဆိုရင်လေပြီးတော့မတို့မော်တဲ့အကျန်းတယ်ပေါ့နော် template ကြီးစနစ်တကျလုပ်ထားတဲ့ template ကြီးမရှိဘူးဆိုရင်တော့မှဒီလို Autodesk ကနေပေးတဲ့ template ပေါ်အခြေခံပြီးတော့မှသူဘလောက်ထိကို model ကိုမြင်မြန်သဆဆန်ဆွဲနိုင်တယ်လဲဘလောက်ထိ model ကိုတတ်တတ်ရရလေးဖန်တီးနိုင်တယ်လဲဆိုတော့ဟာကိုသူကစစ်တယ်လို့မှယူဆတယ်အဲ့တော့ modeling text လောက်တာမှန်တယ်နောက်တစ်ခုက 2D ကိုကြည့်ပြီးတော့ 3D ကိုဘလောက်ထိနားလဲတယ်လဲဆိုတာကို text လောက်တာဖြစ်တယ်လို့မှအဲ့နှစ်ချက်ကိုတော့အာဖြစ်လိုက်မယ်လို့တော့မှ 有啥？ ဒီ question ရဆိုရင်လေ okay ဆိုတော့ number 2 question ကကြတော့တူးတီပေးထားတယ်ဆိုတော့လို့ပဲတူးတီပေးထားဒါပေမဲ့ဒီမှာကျတော့တခုကွဲသွားတာပါလေဆိုတော့ तू က template ပေးတယ်သူတို့ရဲ့တိဆောက်ထားတဲ့ template အဲ့ဒီမှာ view တွေလည်းတိဆောက်ထားတာရှိတယ်တခြားတော့ဒီ MVP နဲ့ပတ်သက်တဲ့ system type တွေเนาะ service type တွေ feature တွေเนาะအဲ့ဒါတွေကို तू control လုပ်ထားတယ်เนาะပြီးတော့ဒီ template ကိုသုံးပါဆိုပြီးတော့ view template တွေကိုလည်း manage လုပ်ပေးထားအဲ့တော့ဒါဆိုရင် तू များလုပ်ထားတဲ့အဲ့ template ကို ယူပြီးတော့ဆွဲရတာကပို့ပြီးတော့စိတ်ထဲမှာကြင်ချတ်တယ်ဘာဖြစ်ဆိုကိုနဲ့ family ကမဖြစ်တဲ့ template ကိုကိုကဘယ်လောက်ထိမြင်မြန်ဆန်ဆန် explore လုပ်ပြီးတော့မှဆွဲနိုင်တယ်လေရောဟုတ်နော်ဘယ်လောက်ထိမြင်မြန်ဆန်ဆန်မတော့ explore လုပ်ပြီးတော့ဒီဟာကို study လုပ်ပြီးဆွဲနိုင်တယ်လေဆိုတဲ့ဟာကိုသူက text လုပ်ပြီးတော့စစ်တာပေါ့ modeling ကိုစစ်တာလည်းမှန်တယ်နောက်ပြီးတော့ဒီအထဲမှာရှိတဲ့ view တွေကို setting ချထားတဲ့ပုံစံလေးကိုဘလောက်ထိအောင် explore လုပ်နိုင်လဲဆိုတဲ့ဟာကိုစစ်တာလည်းမှန်တယ်အဲ့တော့ software ကိုအဓိကထားပြီးစစ်တက်လို့လည်းပြောလို့ရတယ် နော်ဒီမတို့01အတန်းမှာဆိုရင်မှာအဲ့ဒါလေးတွေအများတန်းလို့လို့ remind လုပ်တဲ့ view နဲ့ပတ်သက်ပြီးတော့လေနော်ဆိုတော့ okay အဲ့ဒါကနံပါတ်2ပေါ့နော်နံပါတ်3ကတော့လက်ရှိ run နေတဲ့ project ကိုခြားပေးပြီးတော့မှာ documentation drawing ထုတ်ခိုင်းတာပေါ့နော်ဟိုမှာ session လေးတွေဖြတ်ခိုင်းနေ session ဖြတ်တာတော့မှာမတို့က rapid တက်မှာ session က powerful ဖြစ်တာမှန်တယ်မတို့ session ဒီတိုင်း cut လုပ်လိုက်ပြီးတော့ဖြတ်လိုက်ပြီးဆိုပါနဲ့မတို့ရဲ့ session ဟာလှတာပတာနဲ့ထွက်မလာဘူး ော့မနော်အဲ့တော့ဟိုပြန်ပြီးတော့ makeup ပြန်တာသေးရယ်နော် drawing ထုတ်နိုင်ဖို့အတွက် dimension တွေတက်တာရောနော် delivery တွေတက်တာရောနော်တက်ဆိုရင်မတော့အာဒီ tag family ထည့်တာရောနော်ဒါမျိုးတွေမတော့ထည့်ရသေးရယ်ဆိုတော့အဲ့ဒါလေးကို blog ထိတက်တက်ရဲ့ရဲ့ပြင်ဆင်နိုင်တယ်လဲဆိုတဲ့ဟာမျိုးကို documentation ကိုစစ်တာဖြစ်တယ်လို့တော့မှယူဆရပါတော့နောက်တစ်ခါကျတော့တချို့တွေကကျတော့ဟို CSD drawing ထုတ်ခိုင်းတာမျိုးပေါ့ဒါ main ကုန်းဖြစ်တာဖြစ်တော့ကျွန်တော် CSD drawing ထုတ်ခိုင်းတာမျိုး ုတ်ခိုင်းတာမျိုးလည်းရှိတယ်။ဒါဆို CST area တစ်ခုလောက်ကိုပပလန်နဲ့ထုတ်ခိုင်းနေဆိုရင်ထုတ်တဲ့ချိန်မျိုးကျရင်ကိုဘာတွေလိုအပ်မလဲဆိုတော့ကိုကတိနေဆိုရင်တန်းပြီးတော့ဘာလို့ရဆိုထုတ်လို့ရတယ်။ဟုတ်တော့ဆိုတော့ဒါက documentation ကိုစစ်တာ။နောက်နံပါတ်၄ကကြတော့နံပါတ်၄ကကြတော့ဒီ question တွေကိုတိကျပြင်ဆင်ထားတယ်။ပြီးတော့ model ပေးတယ်ကွာ။ model ပေးပြီးတော့မှဒီ model ထဲမှာရှိတဲ့ဘယ်အရာကိုအာဒီလို schedule မျိုး ရအောင်ပြန်ထုတ်ပေးပါအဲ့ထဲမှာတခါလေကြာရင်သူကပါဆိုဘာ information မှမထည့်တာ model ရ model ပဲရှိတယ် empty ပဲဘာ information မှမထည့်တာမထည့်ထားပဲနဲ့သူကဒီ schedule ထုတ်ခိုင်းတယ်ဟုတ်ပါတော့အဲ့တော့ parameter တွေတိစောက်ထားတော့အဲ့ထဲမှာ information ပြန်ပြီးတော့မှထည့်တာတော့ဘယ်လို manage လုပ်လဲဆိုတော့ data management ဘာကိုစစ်တာပေါ့နော်ပြောမှဆိုရင် schedule ကိုဘယ်လောက်ထိဂိုင်တက်တယ်လဲဂိုင်ပြီးတော့မှ data management ကိုစနစ်တကျဘယ်လို parameter လေးတိစောက်ပြီးတော့မှ အာ create လုပ်နိုင်တယ်လဲဆိုတော့အရာမျိုးကို text လုပ်တယ်လို့တော့မယူဆပါဗျာเนาะနောက်နံပါတ်5ကကြတော့ဒီ model ထဲမှာ coordination လုပ်ခိုင်းတာပေါ့เนาะဆိုတော့ model area တစ်ခုကိုသူကပေးလိုက်တယ်เนาะ area တစ်ခုပေးလိုက်တယ်ပေးပြီးတော့မှအဲ့ဒီမှာ archive switch on mn ရောသူကအကုန်လုံးဆွဲထားတယ်အဲ့တော့ဆွဲထားပြီးတော့မှဒီ area မှာ clash ဖြစ်နေအဲ့ clash တွေကိုဘယ်လို detect လုပ်မလဲဆိုတဲ့ဟာကို text လုပ်တာပေါ့ clash တွေကို clean လုပ်ခိုင်းတာပေါ့เนาะဆိုတော့ဟို novice ကိုလည်းမပြောင်းခိုင်းဘူးဒီ model ထဲမှာဒီဟာကို clash တွေကိုဘယ်လို clean လုပ်မလဲဆိုတာဟာ tax လို့တာနော် clean လုပ်တဲ့အချိန်ကြရင်မတော့အာတခုနဲ့တခုညှိနေတယ်အဲ့ဒါမျိုးဆိုရင်ဟိုတခုနဲ့တခုမညှိအောင်ဟိုရွှေ့တီရွှေ့နဲ့ရွှေ့ပြီးတော့ဒါဒီလိုမျိုး clean လုပ်လိုက်တာလားဒါမှမဟုတ်ဘူးဆိုရင်ဒီရာကဥမာကဥမာပြောမယ်ဆိုရင်ဥမာမတော့ဟိုဒီ water pipe တွေပေါ့နော် water pipe တွေကအဲ့နော် electrical electrical trunking ရဲ့အပေါ်မှာမရှိအောင် နော်ဆိုတော့ဒီ parallel သွားမနေအောင်ဒီမျိုး crossing ဖြတ်တယ်ဆိုတော့ရတယ်လို့ parallel သွားနေရမျိုးတွေအပေါ်အောက်ပေါ့နော်သွားနေရမျိုးတွေမလုပ်ရအောင်အဲအဲ့လိုမျိုး rules တွေရှိရကွာဆိုတော့အဲ့လိုမျိုးဟာလေးတွေကိုနားလည်ပြီးတော့မှ clash မဖြစ်အောင် clean လုပ်တာလားပေါ့နော်ဆိုတော့အဲ့ဒါမျိုးလေးတွေမှာတော့အာတိထားတဲ့သူလားဆိုတဲ့ဟာကို condition လောက်ခံလိုက်တာနဲ့သူဘယ်လိုရွှေ့လဲဆိုတဲ့အနေထားမှာတော့ကြည့်ပြီးတော့တချို့ຢာတွေသုံးဖြတ်လို့ရတယ် နော်ရွှေအဆုံးဖြတ်လို့ရအောင်โอเคဆိုတော့အဲ့လိုမျိုးရှိတယ်နောက်တစ်ခုကကြတော့ဒါကော်နေရှင်းမအောင်စစ်တာပေါ့နော်နောက်ထပ်နံပါတ်6ကကြတော့ဘာမှဟိုဒီ software နဲ့ text မလုပ်တော့ text မလုပ်ပဲနဲ့ power နဲ့ပဲဒီ question လေးတွေမေးသွားတာပေါ့နော်အဲ့တော့အရန်ကို general အကြဆုံးမေးများဆုံး question လေးရှိတယ်အဲ့တော့ not yet ထားပါမယ်เนาะအဲ့တော့အဲ့မှာကြတော့အမတို့ tell me about your experience ဆိုပြီးတော့ဒီလိုမျိုးမေးချလိုက်တာအဲ့လိုချိန်မျိုးကြရင်ကို့မှာဘယ်လောက်ထိ experience ရှိရှိကိုဘာဖြစ်လို့ပြရမှာမသိဘူး ခါလီကြရင်တော့ကနေထွက်နေရင်ဖြီဖြီတော့ဖြီလိုက်တယ်ဒါပေမဲ့ဘယ်ကနေစပြီးတော့အစင်လိုက်တိုင်းကွာစနစ်တကျလေသူတို့ကိုနားလေအောင်သူတို့ကိုဆွဲဆောင်မှုရှိအောင်ဖြီရအောင်လဲဆိုတဲ့ဟာမျိုးမတော်ကအာတခါလီကြရင်မသိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့စကားလည်းတစ်တင်းငေါ်ဝါးကြီးဖြစ်သွားတာပေါ့နော် အမျိုးဆိုရင်မတော့ကြိုပြီးတော့ဒီလို question မျိုးအတွက်ကြိုပြီးပြင်ဆင်ထားရတယ်။အဲ့တော့ main core ဘက်ကနေပြီးတော့မှရှူတော်ကနေကြည့်ပြီးတော့မှပြင်ဆင်မှဆိုရင်ဟိုကိုက condition mind ကို focus ထားပြီးတော့ပြောမှာလား။နောက်ဆို condition မှာမှာတော့ဒီ bin mind software ဘိုင်းကို manage လုပ်တဲ့ဘိုင်းရှိရဲ့။နောက် technical ဘိုင်းကို management လုပ်တဲ့ဘိုင်းရှိရဲ့။အဲ့တော့အဲ့ condition mind ကိုကိုကဖြည့်မှဆိုရင်ကိုက condition အမအခု main core အတွက်ပြောတာဖြစ်တော့ကြောင်းမလို့ coordination ကိုပဲအဓိက focus လုပ်နေရပါဘူးเนาะဆိုတော့အဲ့ချိန်မှာအဲ့နှမျိုးတွေကဘယ်ဟာကိုတက်ခတ်ထားပြီးတော့ပြောမလဲဆိုတဲ့ဟာမျိုးကိုက plan တိကျချပြီးတော့ portfolio ကိုပြင်ခိုင်းနေဆိုအဲ့ဒါကြောင့်ပြင်ခိုင်းတာ portfolio ထဲမှာတိကျလေး plan ချပြီးတော့မလုပ်ထားရင်ဒီလို question မျိုးရမေးရဆိုရင်ကိုက short to the point နဲ့စကားတွေအများကြီးပြောလို့မရဘူးပေါ့နော်ရင်တော့ဆိုမသိလို့စကားတွေအများကြီးပြောတယ်နားထောင်တဲ့လူကရမ်းစိတ်ညစ်တယ်ပေါ့နော်အဲ့မျိုးရှိရဲ့ဆိုတော့သူတို့လည်းတနာပါတယ်ပေါ့နော်အဲ့တော့ interview ဝင်တော့ဆိုရင်လေအဲ့လို ကိုကမပြင်ဆင်ထားအောင်ပြင်တော့ပြင်ထားတယ်ဒါပေမဲ့ short to the point နဲ့ဘယ်လိုပြောမလဲဆိုတာဟာမပြင်ဆင်ထားတဲ့အတွက်ကြောင့်မို့စကားတွေအရင်ပြောရတယ်မကောင်းဘူးနော်အဲ့တော့ short to the point နဲ့ဖြေနိုင်အောင်ဘာပြီးရင်ဘာပြောမလဲဆိုတဲ့အကြောင်းအရာကိုကိုက plan ချထားတဲ့နေပေါ့နော်အဲ့ question အတွက်ကိုလေနော်ဆိုတော့နောက်အဲ့ coordination အတွက်ကိုဖြေပါလားဒါမှမဟုတ်ဆိုရင် software အပြင်ဘယ်လိုပြင်ဆင်ပြီးတော့ coordination လုပ်မယ်ဆိုတဲ့အဟောင်းမျိုးပြင်ဆင်ပါလား เนาะအဲ့ဒါလေးကိုပြင်ဆင်ထားသင့်ပါတယ်လို့မှအကျဉ်းပေးချင်ပါတယ်ဆိုတော့ coordination နဲ့ပတ်သက်ပြီးတော့မှက AMI 01နဲ့02မှာတော့မှ intro လောက်ပဲပြောပြပြီးတော့မှ03မှာတော့ coordination နဲ့ပတ်သက်တဲ့အကြောင်းအရာကိုအဓိကထားပြီးတော့ဒီ drawing mind ညရောเนาะ drawing mind ဆိုတာ drawing documentation ဖြစ်တာကိုတော့ကျွန်တော်ဒီ coordination လောက်တဲ့အချိန်မှာ အဟိုင်လေဗယ်ကွန်ဒီရှင်းလုံးမှာလား RCP လုံးမှာလားအဲ့လိုကွန်ဒီရှင်းပေါ်မူတည်ပြီးတော့မှစဉ်းစားသင့်တဲ့တည်တည်တဲ့အကြောင်းအရာလေးတွေကိုကိုရောမှာ IMC 03မှာပြောဖို့ရှိပါတယ်ဆိုတော့အခုလာမယ့်ဒီဇင်ဘာမှာဒီအတန်းကိုဖွင့်ဖို့ရှိတယ်အဲ့တော့လိုအပ်တဲ့သူတွေတော့လာ join လို့ရပါတယ်လို့နော် Okay ဗီဒီယိုဖိုင်လေးရလည်းရှိသွားပြီဆိုတော့မှဒီလောက်နဲ့ပဲရှင်းလိုက်မယ်အဲအားလုံးအဆင်ပြေကြပါစေ good luck